အားလုံးပဲမင်္ဂလာပါအာစီတုတဆုံယတဆုံ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျမကတော့ DC ဖြစ်ပါတယ်ဒီနေ့မှာတော့ဆ ्याम ကျူးရဲ့ကြာတော့ဒီလဲမောင်စကားဝိတ္ထုကိုအပိုင်း7အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်ကြာတော့ဒီလဲမောင်စကားအပိုင်း7အခန်း နနက်9နာရီအရောက်ကျမ်းမာရေးဝန်ကြီးဌာနရုံးသို့သွားရန် သူမဝရိယကောင်းစွာ8နာရီခရဲကအမှန်ရှိရောက်နေပြီ။စာရေးသည့်ပတ်တွင်စိတ်အာရုံစူးစိုက်ရလွန်းသဖြင့်ငုံရှိုးပြောက်ွယ်လူနီးပါးဖြစ်နေသော သူမ၏အလှပပြင်ချင်စိတ်ကိုကျိုးကပြန်လည်ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။သူမသည်မိမိကိုယ်တိုင်၏မင်းကလေးအဖြစ်ကိုနှစ်ပေါင်းများစွာကြာအောင် မေ့လျော့နေခဲ့သည်။ယခုတတိယပြင်ဆင်ဖို့စူးစမ်းပြန်တော့ မှန်ရှိကပင်မခွာနိုင်အောင်ရှိတော်သည်မူလကတင်တင်စောဤစပင်မှာပခုံးပေါ်မညီမညာကျနေသောဒယနာစပင်ပုံမှအရှိလာသည်စပင်ရှည်များဖြစ်၏ယခုမူလှပစွာဖြက်၍အတွင်းသို့ကုတ်ထားသော ကုတ်သားပေါ်နေသည် စပင်ပေါ့ပွားဝဲဝဲကလေးဖြစ်သည်အသားနှုတ်ရောင်ဒိုရူမိတ်ကပ်ကိုညှိအပြီးတွင်တယ်လီဖုန်းမီတန်ကအဆူညံလာသည် သူမှခုံထားလိုက်ပြီးဖုန်းစီသို့အပြေးသွားမိ၏ ပြားစင်နာကခုံမြင့်ရှိကလေးပေါ်မှာအနီရောက်တယ်လီဖုန်းကိုကောက်ကိုင်းနားထောင်လိုက်သည်အမိတ်ရှိပါရှင်ဦးမောင်မောင်ဦးအိမ်ကပါကိုဖြိုးကျော်ရှိလားအတန်မှာမိမတန်ဖြစ်သည်အိုးဒါဖြိုးရဲ့မိန်းကလေးပဲဖြစ်ရမယ်ဘာကြောင့်မှမသိရပဲသူမရင်တိတ်တိတ်ခုံလာသည်ဖြိုးရေခတ်နေပါတယ်ခဏကိုင်းထားပါနော်သွားခေါ်လိုက်အောင်မယ်ဖုန်းခွက်ကိုခုံမြင့်ပေါ်မှာအသာတင်ခဲ့ပြီး ရင်ပေါက်သို့ကိုယ်တိုင်ပိုင်းပြုတ်၍အောက်ဘက်လမ်းတောင်ရေဆက်ရှိရာသို့ငုံကြည့်လိုက်၏ရေဆက်မှာဖြိုးကရေပြည့်ရန်စောင့်နေ၏ဖြိုးရေနင့်အတွက်ဖုံးလာနေတယ်ဖြိုးကအောက်မှမော့ကြည့်ကကောင်းငင်းပြ၏ထို့နောက်ရေပြည့်သောစတီးပါဒီကြိုင်ကြီးကိုဆွဲလာလေသည်မင်းညကလည်းညနေ6နာရီလောက်က ထွက်သွားလိုက်တာည9နာရီလောက်မှဖြိုးပြန်လာသည်ဒါနဲ့တောင်ဒီနေ့မနက်ကြီးပုံနှန်းဆက်နေပြန်ပြီး ဇော်မှန်တင်ခုံရှိပြန်ထိုင်ကစောစောကထက်ပို၍စိတ်ပါဝင်စားစွာမျက်နာကိုမှုံလက်နေအောင်ခြေသားတော်သည်မြိုင်လာအေးအေးပါဒီလိုမပြောပါနဲ့မြိုင်ရေဟွန်းသူ့ဤစားကိုပြောတဲ့စကားတန်ကြတော့နူးနူးညံ့ညံ့ကလေးငါများဆိုအော်လိုက်ဟစ်လိုက်ရတာသူမနှုတ်ခမ်းဆူ၍စုတ်တန်ဖွားဖွားကလေးပြင်ပါးနေကိုမထီတထီတိုးလိုက်သည်ကိုကိုမအားဘူးလေကွာ ကျမ်းမာရေးဝန်ကြီးဌာနကိုလိုက်ပို့ရအောင်မှာမြေလေလောက်မှလာခဲ့မယ်အမေကိုကိုတဲ့ဟာဟာကိုကဘာရီများချွဲနေတယ်လဲမသိသူမနှုတ်ခမ်းဆိုးဆေးကိုညီရဲအောင်ဆိုးပြစ်ရင်ရင်ထဲမှာအလိတ်လိုက်တက်လာတော့မလို့တမာစိတ်များကိုဇွတ်ချိုးနေပြစ်နေရသည်ညိုင်ကလည်းကွာကိုကိုပြောတာနားထောင်စမ်းပါဦးသူ့တယောက်တည်းဘလို့လို့လှုပ်မလဲမနေ့ကမှရန်ကုန်ရောက်ဘူးတာဥစား ရုံးကကိစ္စပြီးရင်ကိုကိုလာခဲ့မှာပေါ့။ညနေပွဲကြည့်ရင်ရတာပဲနော်။မြိုင်။တင်းနေသောစိတ်တူတူဖြင့်သပင်ကိုခက်ချမ်းချမ်းခုတ်ပြီးပြစ်လိုက်မိ၏။ရုပ်ရှင်ကြည့်ဖို့ချိန်နာဖြစ်မှာပေါ့။နေနေအောင်။သူတို့တွေ့ချိန်မရအောင်ကိုအချိန်ဆွဲပြီးတခြားခေါ်သွားလိုက်အောင်မယ်။သို့တော့တခဏအတွင်းတင်းတင်းသောမှာရှားပါလာစွာသောစိတ်ကောင်းကလေးဝင်လာသည်။အင်းလေ၊ကောင်မလေးကတပွဲကောလိမ့်ပါတဲ့။ ရန်ကုန်နဲ့အဝေးကြီးရဲ့သူ့ခမရန်ကုန်ရောက်တုံးရောက်ခိုက်သူ့ချစ်သူနဲ့တွေ့ချင်းရှာမှာပေါ့ငါတကူကောင်းဆန်လို့မဖြစ်ဘူးလေကိုစိတ်ကိုလိမ္မာအောင်ပြန်၍ချိုးနေနေရသည်ဟာမိစောမြန်မြန်လေးလှုပ်ဆန်းကိုးနိုင်ထိုးတော့မယ်သူ့နောက်မှာလာရက်၍ခန်းငေါငေါကလေးလောစော်ဤကြည်ပါလားသူ့ยีစားကိုစကားပြောတဲ့ဒီတန်နဲ့များกว่าပါကိုကိုမနိုင်တိုင်းငါ့ကိုစွတ်ဟောင်းနေတာ သူမနှာခေါင်းရှုံ၍မဲပြလိုက်သည်နင်ပဲလှလှပပလေးလှုပ်ဆိုအေးလေခုဟာတော့လွန်းလွန်းနေပြီငါအမြင်ကတ်လာပြီသူမလောင်ရယ်ရယ်လိုက်တော့သူတကယ်စိတ်ဆိုးသွားဟန်ဖြင့်လက်သီးဆုပ်ဖြင့်ရွယ်လေသည်အဝိအစားတစ်တစ်တောက်တောက်ဖပဟူ၍တစုံတည်းရှိသောအလုတ်တင်ဆရာဝန်ဘဝကအချုပ်ထားသည်အစိမ်းရောင်ဝတ်စုံကလေးကိုထုတ်ဝစ်လိုက်သည်သူမအဝိအစားလဲမပြီးခင်မှာပင်ကျိုးရေခတ်ပြီး၍ အင်ကြီးလုံးကြီးကပြားကတိလဲနေပြီ။ဟိုရောက်လို့မြင့်တငယ်ချင်းတွေဘာတွေတွေ့နေရင်ငါနဲ့မိတ်ဆက်မပေးနဲ့နော်မိစော။ဘာဖြစ်လို့လဲ။ငါဆရာဝန်လူတန်းစားနဲ့စကားပြောလို့မှမရတာ။ပြောမရဘူးရေလို့မရှိပါဘူးဟဲ။နင်းကလည်း။အော်ခတ်လိုက်တာမပြောချင်ဘူးဟာ။ကျိုးမျက်နာကမှုန်ကုတ်ကုတ်ဖြစ်နေပြီ။တွေ့နေကြရွှင်လန်းမှုကို သူ့ထံမှာမတွေ့ရပါသူစိတ်အနှောက်အယှက်ဖြစ်နေဟန် ရှိသည် ငါလာတာသူတို့နှစ်ယောက်အတွဲအနှောက်ယှက်ဖြစ်သွားလေသလားအဲ့ဒီမှာအတန်းထဲကတယောက်ယောက်နဲ့တွေ့ရင်သူတို့နဲ့ပဲသွားစရာရှိတာသွားလိုက်တော့မယ်ခွဲစိတ်ကရိယာပစ္စည်းဆိုင်ရဲ့ဂုံရုပ်ရှင်ယုံဘေးကစစ်ပစ္စည်းအယောင်းဆိုင်ရဲ့အဲ့ဒီမှာဘာပစ္စည်းတွေထုတ်တယ်လဲဆိုတာမေးကြည့်ရမယ်တဲ့အဲ့ဓာရီကဘယ်နာကနေသွားရမှန်းမသိကန်ဆိုးလာစွာစံမာရေးဝင်ကြီးဌာနတွင် တငယ်ချင်းတယောက်နှင့်များမတွေ့ပါ ဆမဆရာဝေမှတ်ပုံတင်စာအုပ်ကလေးထုတ်ပြီးအပြန်တွင်ဖြိုးက23ရက်နေ့တွင်ဈေးထုတ်ခွင့်ရမည်ဆိုသောဈေးနှင့်ဈေးပစ္စည်းအယောင်ဆိုင်ရှိမှ ခေါ်သွား၍ပြသည်ဂုံရုပ်ရှင်ယုံနှင့်ကက်လျက်ဖြစ်သည်ထိုဆိုင်ထဲတွင် လူရှင်းလျက်ရှိပြီးဘဲတငယ်ချင်းမှမတွေ့ရပါနှစ်ကောင်မလေးနှင့်ချိန်ထားတာဘဲအချိန်လဲနှစ်လေလို့ပဲပြောထားတာဘဲအချိန်ရဲ့လို့မဟုတ်ဘူးနှစ်နာရီသုံးနာရီလောက်မှတွားရင်လဲရပါတယ် စောစောသွားလိုက်ပါဖြိုးရဲ။သူလဲကြာကြာတွေ့ချင်းရှာမှာပေါ့။ငါဒီကအပြန်ခွဲစိတ်ကရိယာဆိုင်မှာအက်သွားထုတ်ပြီးရင်နားလိုက်တော့မယ်။တနာပါတယ်။ဖြိုးကအော်ရဲမီပြုတ်ပြီးမှထိန်းချုပ်ကသူ့မကိုငုံကြည့်ပြုံးလေသည်။ဒါနင်အတီပြောနေတာလား။အော်အတီပါဟာ။ငါကိုချင်းစာပါတယ်။နင့်ကိုငါတယောက်တည်းအပိုင်စီးထားဖို့ငါကလည်းစိတ်မကူးပါဘူး။ အဲ့ဒီလိုအထင်ခံရတာလေငါဝမ်းနေပါတယ်။သူမတကယ်စိတ်မကောင်းစွာ ခတ်တိုးတိုးရေရွတ်မိခြင်းဖြစ်သည်။သူကတပြင်းတစ်ချက်ရှိုက်၏။ခတ်တယ်ဇော်ရ။မြိုင်ကနင်းနဲ့ငါနဲ့ထို့နောက်တတိယသွားသလိုစကားတပိုင်းတစဖြင့်ရက်သွားပြီးအိုတိုအတဖြစ်နေသည်။ချိုးဆက်မပြောလိုသော စကားစု၏အတိတ်ပဲကိုဇော်ရိပ်မိလိုက်ပါသည်။သူမကောင်းရမ်းခါ၍မရေချင်ရေချင်ရေလိုက်၏။ အင်းဒါကတော့ငါရဲ့အင်မတန်ဆိုးရွားလာတဲ့ကုသိုလ်ကံပဲပေါ့ချိုးရယ်ခုကြောင်တလို့နောက်တလို့ညဉ့်ညူမိတော့လေထိုချိန်၌သူမရင်ထဲမှာတကယ်နာကျင်ခံရခတ်နေကြောင်းဇော်တူးတဲ့သာတိပါသည်မြိုင်အတွေ့လေရင်လက်မှတ်ဝဲပေးရန်ဆိုလာမရေမရအကြောင်းပြချက်ဖြင့်ဖြိုးမနက်ကလေးကထွက်သွားသည်မှာနေ့လယ်နှစ်နာရီကြာမှအိမ်ပြန်လာ၏အိမ်ရောက်တော့လေသူ့ကောင်းမလေးအကြောင်း လေရင်အကြောင်း စကားမဆက်လိုဟန်ဖြင့်တခြားစကားများသာပြောဖြစ်ကြသည်။နင်းဘာစာအုပ်တွေဝယ်မယ်လို့ဆုံးဖြတ်ထားလို့လဲ။စည်ရင်းရှိလား။လိုက်ရှာရတာတိတ်ပင်မတ်မှာတနေရနဲ့တနေရအဝေးကြီးငါတယောက်တည်းသွားကြည့်ပေးလို့ဖြစ်မလားမိစော။မရဘူး။ငါကဘာဝယ်မယ်လို့သတ်မှတ်ချက်မရှိဘူး။ပိုရောက်လို့တွေ့တဲ့စာအုပ်ထဲကငါမှရှိသင့်တယ်လို့ငါယူဆတဲ့စာအုပ်တွေ့ရင်ငါဝယ်မှာပဲလေ။ရှင်းပလား။ရှင်းပါ။ သူမကြီးများ၍လိုက်လံရွေးချယ်သောဆိုင်ပေါင်းစုံသို့သူမကြီးမညူလိုက်ပို့ပေးသည် ပထမဘိုးချုပ်လန်းပလက်ဖောင်း32လန်း32လန်းကြားနောက်ပန်းဆိုးရန်တပြေးပြေးသူမျက်နာကအံ့ဩရိတ်ကို သူမမမြင်အောင်ဖုံးကွယ်နိုင်စွမ်းမရှိပါဇောဝဲသည်။စာအုပ်များကိုရွက်အိတ်ထဲတချို့ထဲတချို့လက်ခကင်လျက်မမော့မပန်းတဲ့ပေး၏ထို့ထက်ပို၍ဖြိုးကိုကျေးဇူးတင်မိသည်မှာ ရွှေတကုံစေတီတော်ဤညရှုခင်းကိုစိတ်အေးချမ်းစွာကြည်ညိုရန်လိုက်ပို့ပေးခြင်းကြောင့်ဖြစ်သည်စနေနေ့ည9နာရီတွင်သူမတို့နှင့်ရောက်စာအုပ်တပွေ့စီဖြင့်ရွှေတကုံဖျားသို့ရောက်ကြသည်စေတီတော်ကိုအောက်မှပြင့်၍မိမောင်းများထိုးပေးပူဇော်ခြင်းဖြစ်ပြီးမဲမောင်နေသောကောင်းကင်ဝန်းကျင်နောက်ခံတွင်ရွှေတောင်ကြီးထီထီမမပေါ်လွင်နေသလိုဝင်းလက်နေ၏ဘုဒ္ဓဘာသာကိုအလွန်ယုံကြည်မြတ်လို့၍ကိုးကွယ်သူဖြစ်သည့်အတိုင်း တွေ့တွေ့သမျှစင်းတူဇေဒီတို့ကိုမကြည်ညိုတတ်သူတင်တင်စောပင်လင်ရွှေအစင်းဝင်းပါလျက်ရှိသောဇေဒီတို့ကိုဖူးမြော်ရင်ဥချရှစ်မခိုးပဲမနေနိုင်လောက်အောင်တပ်ပယ်လှသော ရှုခင်းဖြစ်လေသည်စောစောစီကရှိသောမနာလိုဝင်တိုစိတ်များလောဘမောဟများအလုံးကင်းစင်ပပျောက်သွားသည်ကိုအံ့ဩဖွယ်ရာတတိထားလိုက်မိသည်ဘလောက်ထိစိတ်ငြိမ်းချမ်းသွားသလဲဆိုလျင်ဖျားကတော့အပြီးဆူတောင်းလေးရှိသောဆူတောင်းမျိုးကိုပင် တောင်းမီတော့လောက်အောင်ပင်ဖြစ်သွားသည်ဖယားမှပြန်ဆင်းလာတော့ည9နာရီခွဲပြီးပြီးအာဇာနီကုန်းဘက်မှဆင်း၍ညင်နီကုန်းအထိခြေချင်းရှောက်ကြပါသည်ညင်နီကုန်းညစေးတို့ဝင်လျက် စာအုပ်များကိုစိတ်ကြိုက်ရှာဖွေပြန်သောအခါချိုးကဘာမဆိုခွင့်လွတ်ရန် အစဉ်သင့်ဖြစ်နေသော အကိုတဦး၏မျက်နှာဘေးဖြင့်ဘေးကစိတ်ရှည်စွာလိုက်ပါခဲ့သည်ညင်နီကုန်းညစေးတွင် စာအုပ်နှုတ်သားရသည် အင်္ဂါနေ့နဲ့အခြားဝိတ္ထုများဟုသောဂျာမန်ဘာသာမှမြန်မာဘာသာပြန်စာအုပ်တအုပ်နှင့်ဒေါခင်မျိုးချီဤမိုက်ကယ်အင်ဂျယ်လိုစာအုပ်တို့ဖြစ်သည်အိမ်ပြန်ရောက်တော့ဝယ်လာခဲ့သောစာအုပ်များကို စုပုံထက်ရာကတခုချင်းလိုက်ကြည့်ကျင်းနေနေရပြန်သည်ဖြိုးကသူမအားအနှောက်ရှက်မပေးဘဲထမင်းစပွဲလေးကို ပြင်ဆင်သည်အောက်ထပ်မီးပူကြောင့်မှပကံများထမင်းများကိုသူ့ပါသူတိတ်ဆိတ်စွာတဲ့ဤ သူမအနီးတွင်တင်ဖြူပြခင်းလျက်အင်စာလုံနေသောသားကြီးကဟာအနီစော့စာအုပ်တွေကလည်းအများကြီးဟု တအံ့တော်အော်ဟစ်လေ၏။ဇော်ထမင်းစားစုသားကြီးမမီတို့စားပြီးပြီလား။စားပြီးပြီ။လေးလေးတို့ကိုစောင့်နေသေးတယ်။မလာနိုင်တာနဲ့စားလိုက်တာအခုတီဗီသွားကြည့်ပြီ။နေ့စာအုပ်တွေထဲမှာငါအံ့အော်ဆုံးတအုပ်ပါတယ်။သိလား။ဇော်ဘာစာအုပ်တော့ ဈေးအကြီးဆုံးစာအုပ်လေညနန္ဒာဆိုလား။ဩအေးဟုတ်တယ်နော်။35ကျပ်တောင်ပေးရတာ။တခြားစာအုပ်တွေ15ကျပ်20အလွန်ဆုံးပဲမဟုတ်လား။ဒီစာအုပ်ကဘာရီကောင်းလို့လဲ။ဒါကြည်အေးရေးတဲ့စာအုပ်ပဲဟ။သိချားတာ။ငါခဏခဏဖတ်ပြီးသား။အိမ်မှာမရှိလို့ဝယ်ရတာ။မန်းလေးမှာတော့ငါရှာမရဘူး။ကိုင်းဒီလောက်တန်ဖိုးကြီးလာတဲ့စာအုပ်ဘယ်လောက်ကောင်းသလဲဖတ်ကိုကြည့်လိုက်အောင်မယ်။ ညတင်းတင်းစောအိပ်ပျော်သွားချိန်အထိသူကြည်အေးဤမောင်ကိုကိုနှင့်ညနန္ဒာကိုဖတ်ဆဲဇော်ရီချိုးခန်းဝင်ရန်ညတရီနိုးတော့ည၁၂နာရီခွဲပြီးပြီထိုအချိန်တည်းဇော့ချေရင်က ခုံဆောင်ကလေးမှထိုင်လျက်သူဝိတ္ထုဖတ်နေစေဇော်လီကားမှပြန်တက်လာတော့လေဇော့ကိုမော့ကြည့်နှုတ်ဆက်ဖို့ပင်မရချေမိမစာရေးစရာကိုမဖတ်ဘူးဟုကြွေးကြော်ထားသောဖြူတယောက် တီအေးဆိုသည်မှာမိမစာရေးဆရာဟုတိမတိပါသည်စာသို့သော သူဤမိမစာရေးဆရာများတွင်ချင်းချက်တယောက်ရှိပြီး ထိုတယောက်မှာတင်တင်စောဖြစ်၏ဇောဝိတုပါသောမဂ္ဂဇင်းမှန်သည်များသူစီမှာရှိလေသည်ညဝိတုဖတ်၍အဲ့နောက်ကြတော်လဲနောက်တနေ့ဇောအိယာမနှိုးချိန်တွင်ကျိုးမရှိတော့ချေမမကသာကျိုးဤအတင်းကိုမျက်နာမကောင်းလာစွာခက်မဲမဲပြောပြသည် ဇော်ရီသူ့ကောင်မလေးကိုလေစိတ်လိုက်ပို့ဖို့ဆိုလားအစောကြီးအစောကြီးထွက်သွားတာပဲဘယ်အချိန်ပြန်လာမလဲတော့မပြောတတ်ဘူးဟေယနေ့နနက်ခင်းကလေးကဖွဲ့ဖွဲ့ကလေးရွာနေသောမိုးသည်ညလေခင်းတွင်တဲတဲမဲမဲရွာချတော့သည်အင်းရှိဝရန်တာအထက်တဆက်မိတ်မှကျိုးဖြင့်ချိတ်ဆွဲ၍အစင်စင်တန်းစီထားသောတိခွပန်းအိုးများထဲသို့မိုးရေဆက်များတစ်ချက်တစ်ချက်တဲပတ်နေသည် အောက်ဆုံးတန်းအိုကြီးကြီးများဖြင့်စိုက်ထားသောအဝါရောင်တစ်ခွဖွဲ့များလှပစွာရိမ့်နှဲ့နေပုံကို ငေးဆိုင်ကြည့်နေရင်ဇောဘဝဤညှော်နှင်းချက်ကင်းမဲ့နေပုံကိုပထမဆုံးအကျဉ်းတွေးမိလေသည်ဟောဟိုတစ်ခွပန်းကလေးကိုကြည့်ယောဝိတုတစ်ခုမှာတော့စိတ်ဆန္ဒဆိုတာမရှိနိုင် ထို့ကြောင့်ယောဝိတုတစ်ခုမှာဆင်းရဲဒုက္ခဆိုတာလည်းမရှိနိုင် လူဘဝတွင်ဖြစ်ပေါ်နေသောဆင်းရဲဒုက္ခအပေါင်းသည်လူချင်းတက်မှုစိတ်ဆန္ဒကြောင့်သာဖြစ်သည် ထို့သို့ဆိုလျင်စိတ်ဆန္ဒကိုမိခဲ့သို့ထိမ့်ချုပ်မိနည်းဂျာမန်ဒသနိကဗေဒပညာရှင်ရှိုပင်ဟောင်ဝါ၏အလိုအရာဆိုလျင်ယတ္တခံစားမှုဖြင့်ဥပမာတဘာဝအလားဂီတတို့ဖြင့်လူအင်ဆန္ဒများကိုခိတခဏသာထိမ့်ချုပ်ထားနိုင်မည်ယတ္တခံစားမှုပြီးဆုံးသည်နှင့် ဘဝဤအနိဋ္ဌာယုံများအကြာပြန်လည်ရောက်ရှိလာမည်ဖြစ်သည် နောက်ဆုံးတစ်ခု ကိုကျင့်တရားအရာစိတ်လိုအင်းဆန္ဒများကိုခိတ္တခဏထိမ့်ချုပ်ထားနိုင်မည်တို့အပြင်ဘာသာတရားရှိသေးသည်လောကကြီးသည်ဆင်းရဲဒုက္ခအတိပီးသည်ဖြင့်တတ်မှတ်မှုများကိုစွန့်ပစ်ခြင်းဖြင့်ဆင်းရဲဒုက္ခမှလွတ်မြောက်နိုင်သည်ဟုသော အယူအဆမျိုးကိုဘာသာတရားတွင် တွေ့ရသည်ထို့ကြောင့်ဘာသာတရားသည် စိတ်ဆန္ဒကိုအနှဲငယ်ထိမ့်ချုပ်နိုင်စွမ်းရှိပါသည်တဲ့ထို့သို့ဆိုလျှင်စိတ်ဆန္ဒကို လုံးဝထိမ့်ချုပ်နိုင်ရန်မိသည့်အရာကို အားကိုးရမည်နီရှူပင်ဟောင်ဝါကတော့ပြောခဲ့ပါသည် လောကကြီးအကြောင်းအမှန်တိုင်းပိုင်းခြားသိမြင်ခြင်းဖြင့်သာစိတ်ဆန္ဒကိုထိမ့်ချုပ်နိုင်ပြီး ပြည့်စုံသောလွတ်မြောက်မှုကို ရနိုင်ပါသည်ဟု၏ခတ်နေသည်မှာ ်လောကကြီးအကြောင်းအမှန်တိုင်းပိုင်းခြားသိမြင်ဖို့ပင်ဖြစ်လေသည်လောကကြီးတစ်ခုလုံးကိုမဆိုထားနှင့်လူတယောက်ဤအတွင်းစိတ်တံတန်ကိုပင်ပိုင်းခြားသိမြင်နိုင်စွာတင်းတင်းစောတွင်မရှိပါဒီတို့ဆိုရင်ဇော့ကိုရှိုးပင်ဟောင်းဝါကမိတိအကူအညီများမပေးနိုင်သည်မှာတေချာလာ၏ချမ်းစိတ်စိတ်မိုးဖွဲအောင်မှာအင်ကြီးပပကလေးဖြင့်တက်တိမြတ်မြတ်ထားရသောခံစားမှုကို မမောစွာခံစားရင် ဘုရားရှင်အောက်ခြေနေရန်တွင်ထောင်ထားသောဂီတာကိုသွားယူ၍တတောင်တောင်တတင်တင်အတန်ထွက်အောင်ကြိုးများကိုတခုချင်းလိုက်ထိတို့နေလိုက်သည်ဂီတာသည်လိုအင်ဆာနာကိုခိတ္တကွယ်ပြောင်စီတဲ့သူမဂီတာမတီးတက်ပါချိုးကတော့စိတ်ရှိလက်ရှိလက်ကွက်များတကွက်ချင်းပြ၍သီးစေသားပဲဇော်သည်ကြိုးများပေါ်တွင်ဖြစ်ပြီးအတန်မီအောင်တီးခတ်နိုင်စွမ်းမရှိပါ ထိုးထက်ပို၍လက်ကွက်များကိုဖိဆွဲပြီးမွှေ့နိုင်ပါ။သူမ၏လက်ထိတ်များကိုတနာလာသည်။လေကားကိုတတိုင်းတိုင်းပြည့်တက်လာသဖြင့်ပြင်ကင်းကျန်းပြင်ဝရန်တာတိတ်ငနဲ့တိတ်ငနဲ့လှုပ်ရှားသွားသည်ကို ခံစားရလင်တော့ချိုးပြန်ရောက်လာပြီးဟုတီးလိုက်သည်။ဤကဲ့သို့ဝရဏပြင်ခင်းအထိတုန်ခလာအောင် လေကားမှခက်ကြမ်းကြမ်းခက်မြန်မြန်တက်လာတက်သူမှဤအိမ်တွင်ဖြိုးတယောက်သာရှိသည်။ ဟေးမတီးတက်ပဲနဲ့ဂီတာကြီးကိုကင်မနေစမ်းနဲ့ခြေသူနဲ့တနေစီခြေတခနာခွဲခွာလာခဲ့ရသူတဦးအနေဖြင့်ချိုးဤအတန်မှာရှင်လန်းလွန်းသည်ပြောပြောဆိုဆို အမလီချမ်းလိုက်တာဟုတဆက်ဆက် တုံရင်သောအတန်ကိုလှုပ်ယူလျက်ဝရဏာကျိုးတန်းမှာသူ့ပစိုးကိုဆွဲသည် သူ့ကိုမော့ကြည့်လိုက်သောအခါသူ့တကိုယ်လုံးရွှဲလျက်ရှိ၏သူထိပါသွားပုံမရပါမိဇော်တို့များ အားကိုးရတဲ့ဟာတကယ်ပဲဒီပစိုးလေးတွေအင်ဂျီလေးတွေအထဲကြိုးရန်ရွှေ့လန်းပေးဖို့လုံးဝစိတ်မကူဘူးအခုဒီပစိုးကမိုးနေနေပတ်နေလို့စိုးထိုင်းနေပြီဘယ်နဲ့လုံမလဲလဲသေးလိုက်ပြက်သားလာချီလားသူဆက်ဖြည်းဖြည်းပြုံးလျက်ငုံကြည့်သည် သူကတော့အမဲရွှေလန်းတက်ကြွနေမိသူသာသည် သူဤပျော်ရွှင်မှုကိုဇောမနာလိုဖြစ်လာသည်ယခုလည်း ဆူရွှဲနေသောပစိုးနှင့်အင်ဂျီကိုအိနေရင်ဝစ်သည် သူ့အဆူအယခတ်တိုင်းတိုင်းဖြစ်နေသောဝစ်စုံဖြင့်လဲလဲဝစ်စင်ရင်လေကလေးတချွန်ချွန်နှင့်ရှိတော်သည် သူသည်ယတ္တတစ်ခုခုကို အမြဲခံစားနေခြင်းအပြင်စိတ်အလိုဆန္ဒကိုမတိလိုက်မတိပါသာထိမ့်ချုပ်နေပြီးသောလူတစ်ယောက်ဤပုံစံမျိုးဖြစ်သည်တွေးမနေနဲ့ငေးမနေနဲ့ပေးညစ်လက်ထဲကဂီတာ ။သူမစီမဂီတာကိုဖြတ်ကနဲ့ဆွဲယူလျက်သူမအနီးတွင်ဝင်ထိုင်ကာအတန်ဆန်းကြိုးညိပ်ပြီးမျက်မှောင်မပြေတပြေဖြင့်ခေါင်းတစ်ချက်ဆက်ဤဇော်ညဘာတွေတွေးနေလဲထမင်းရောစားပြီးပြီလားဇော်ဘာတွေတွေးနေကြောင်းသူ့ကိုပြောပြလိုက်လျင်သူအုံနောက်ခြောက်သွားအောင်မီသူမဤအပြေကိုမဆောင်မဲတချင်းတပုတ်သူညီးလေသည်ဘာကြောင့်များလဲနားမလဲစိတ်နေ တန်တရာမဖြစ်ပါနဲ့အချစ်နှင်းစီဖြူမောင်မာနှလုံးသားမရှိတော့လို့ပါ။哦不都敢嘞心咋迷嘞寂静开嘞 မကြည်နိုင်ရဲရဲအကွဲဖုံးရှိမှစောင့်မျောကြည်နိုင်သူဘဝအထုံးအဆက်ကနေကြလုံးခဲ့တယ်။ဩနင်းစီဖြူရဲ့အဝေးကလူတယောက်ပါ အမြဲတမ်းတက်ကြွနေမိဟုဇောထင်ထားသောမျက်လုံးများမှာယခုတော့ရည်ဝေလျက်ရှိလေသည်မပြောပါဘူးနင်းစီဖြူအချင်းမဲတဲ့ဘဝမပြောပါဘူးနင်းစီဖြူလုံးသားမဲဘဝနောက်ကြည့်တဲ့ရေဟာ ရည်ကြီးတွေလိုမပြတ်သားနိုင်ပြုံးနိုင်ရေနိုင်တော်လေမချစ်နိုင်တဲ့လူအော်မဝေးရမနီးရဇောထိုင်ရမှထလိုက်ပြီးသူ့အနီးမှာတိတ်ဆိတ်စွာလှည့်ထွက်လာခဲ့သည်အချစ်မြလုံးများ မကြည်နိုင်စွမ်းတော်အနံ့အစင်မဲ့တဲ့အလေးချပန်းလို့မြက်လွာချပြီးတစ်ဖက်ကိုလဲမိတယ်အော်အုံရှောင်ခြင်းနဲ့ရင်ဆိုင်ခြင်းရဲ့အလဲ မပြောပါဘူးနင်းစီဖြူအချင်းမဲတဲ့ဘဝဟာမိစောခဏခဏတချင်းတန်တိခနဲ့ရက်သွားသည်သူ့အတန်ကလည်းထိတ်လန့်တကြားဒီကားမှာစင်းတော်မိစောသည်သူ့စီကမန်းကတန်းလှဲ့ကြည့်မိ၏ဘာလဲဘာအရေးကြီးပြန်ပြီလဲညရဲ့မြနနာစာအုပ်ငါလွယ်အိတ်ထဲမှာအဲ့ဒါမိုးရေရွာတော့ ဖယားရေဘမ်းမလဲနစ်လွယ်အိတ်သူမလှစ်ကနဲ့တန်ကြိတ်စီပြေး၍ချိတ်ထားသောသူ့လွယ်အိတ်ထဲသို့ရှာကြည့်မိသည်ဂတ်တူဖုံးဖြင့်ကြည်အေးစာအုပ်မှဆိုရွှဲလျက်ရှိ၏ဟင်ကြည်စန်းဆိုရွှဲနေတာပဲဟဲ့နင်တော်တော်ဆိုးပါလားဖြူမကိစ္စဒီစာအုပ်ကိုထည့်ယူသွားရတာလေဟာငါဆက်သိမ်းမိုင်းဆက်ဖက်ခြင်းလို့ယူသွားတာပေါ့ဟာဒီယူခဲ့ဒီနာဖြန့်ထားရအောင် သူမစူးစူးအောင်းအောင်းနဲ့သူ့ထံစာအုပ်ယူသွားသည်သူကဂီတာကိုကျမ်းပေါ်ချလျက်သူ့ပွင့်ရောင်ရောင်အင်ဂျင်အောင်းနာစဖြင့်စာအုပ်ထဲမှရေစိုစာရွက်တရွက်ချင်းဖိဖိပြီးတုတ်ပေးသည်စာမျက်နှာအစွန်များတွင်သာမိုးဆူရွှဲနေပြီးအလေစာမျက်နှာပိုင်းများမှာမိုးထမ်းယုံသာရှိသည်အခုဖတ်ပြီးသွားပြီလားအေးပြီးပြီကြိုက်သလားကောင်းသလားကောင်းသလားမကောင်းသလားတော့ ငါမဝေဖန်တတ်ပါဘူးဟာတိတ်လည်းမကြိုက်လာပါဘူးအဲ့ဒီထဲမှာငါကြိုက်တာတစ်ခုပဲရှိတယ်ကြပြာလေးတစ်ပုတ်အမေမရင်နဲ့တကယ်ပြောတာငါဆယ်နှစ်တုန်းကတည်းကငါတိတ်ကြိုက်တဲ့ကြပြာတွေကိုမှတ်စုတယ်ကူးထက်တတ်တာအဲ့ဒီမှာစာအုပ်တအုပ်ထဲကကြပြာလေးတစ်ပုတ်ကြိုက်နှုန်းလို့ငါကူးထားတာရှိတယ်ခဏခဏပြန်ဖက်လို့အလွတ်တောင်းရနေပြီအဲ့ဒီကြပြာလေးအခုဒီစာအုပ်ထဲမှာပါလာတယ် ဒါပေမဲ့ငါကူးတဲ့စာအုပ်ကဒီစာအုပ်မဟုတ်ဘူးမဆမ်းဘူးလားမဆမ်းပါဘူးနင်ဖတ်ပူးတဲ့စာအုပ်ကဒီထဲကကြပြာကိုကူးရေးခန်းစားထားတာဖြစ်ရမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဝိတ္ထုထဲကကြပြာတွေကကြည်အေးရဲ့မူပိုင်တွေပဲ။ဟုတ်ပါမလား။အော်ဟုတ်ရာက ပိုသေးတယ်။နင်ကြိုက်တဲ့ကြပြာကဘယ်ဟာလဲ။ငါရွတ်ပြစမ်း။နေအောင်ငါပြမယ်။ သူစာအုပ်ကိုရွရွကလေးကန်၍စာရွက်များကိုလှန်လေသည်ဇောကမျက်နှာချင်းဆိုင်မှစောက်ထိုးကြည့်ရင်စာမျက်နှာနံပါတ်များကိုစောက်ထိုးလိုက်ဖက်နေသည် စာမျက်နှာ106 130 125จ่อตวปုံจาบาดีสาแย่ม้าโกนอกมาชิตูย้อมเปลี่ยนหลั่นปิดเปลี่ยนดี87นอกแท2แย่3แย่ชิเสร็จหลั่นเปลี่ยนดีตู้เม็ดลุม้าโกจี้ยาดีมา ကပြားကိုတွေ့သွားပုံရသည်သို့သောသူကချက်ချင်းပင်စာအုပ်ကိုပိတ်ပစ်လိုက်သဖြင့်ဇော်ကြည့်လိုက်ချိန်တွင်စာအုပ်ပိတ်သွားပြီနေပါစေတော့ဟာငါမပြတော့ပါဘူးအိုးနင်ဘလို့ဖြစ်နေလဲခုပြမယ်ခုမပြဘူးနဲ့ချိုးကခက်ဟက်ဟက်ရေမော၍ဂီတာကိုပြန်ကောက်ကင်သည်နင်ပြောတယ်လို့ပေါ့ဟာလူတယောက်ရဲ့စိတ်ဟာတစ်ချိန်နဲ့တစ်ချိန်မတူဘူးဆိုတာလေစောစောကငါပြချင်တယ် အခုငါမပြချင်တော့ဘူးအဲ့ဒါစမ်းသလားစောသူ့ကိုစစ်စစ်ကြည့်မိ၏ချိုးဤမျက်နာတွင်ဟိုတုန်းကလိုအတိတ်ပဲဖော်ရခတ်သောအပြုံးက ရေးရေးထင်စေသူ့ကိုဆွဲဆောင်လှုပ်ရမ်းပြစ်လိုက်ခြင်းစိတ်တွေဖြင့်ဇော်မချစ်မရဲဖြစ်လာသည် သူချထားသောစာအုပ်ကိုဇော်ကောက်ယူလိုက်သည်လူတယောက်ကြိုက်တယ်ဆိုတဲ့ကြံပြာကိုကြည့်ပြီးအဲ့ဒီလူရဲ့ခံစားမှုစံချိန်ကိုလေလာတတ်မှတ်လို့ရတယ်ဖြိုး အခုမြင်ကြိုက်တယ်ဆိုတဲ့ကြပြာကိုငါတွေ့အောင်ရှာပြမယ်ကြည်နေသူလှန်လောခဲ့သောစာမျက်နှာတဝိုက်ကိုဇောအထက်ထက်ရှာသည်ကြပြာတပုတ်တွေ့သည် လင်းထင်ကညနန္တာကိုရည်ညွှန်း၍ဆက်ထားသောကြပြာတိပါတယ်တိပါတယ်ဒီကြပြာကိုနင်တွေ့အောင်ရှာနိုင်ပါလိမ့်မယ်နင်ကပါနဲ့တာကိုငါမပြကျင်တာလဲနင်ကပါနဲ့လုံးလို့ပဲမင်းကလေးတယောက်ဟာ အမှန်တရားကိုဆက်ဆက်ကြည့်မြင်တတ်တဲ့တက်ကဗေဒအမြင်လဲရှိမယ်ပြီးတော့ပါလဲပါနဲ့မယ်ဆိုရင်အဲ့ဒီမိမရဲ့ရှိမှာကိုဘဝကိုဘတော်မှချမပြမိစေနဲ့မှားသွားမယ်အလဲတဲဟုတ်ပါလားဘယ်ပညာရှိက ပြောခဲ့တာလဲရိုးကြောဆိုတဲ့ပညာရှိကပြောတာလေနှစ်ပေါင်းများစွာငါထက်ပညာတော်တဲ့မိမတစ်ယောက်နဲ့ရင်းနှီးလို့ရလာတဲ့ဘဝအမြင်ပေါ့အဲ့နဲ့လေဒီအမြင်မနှိပ်ဘူးလား တိတ်နေတာပေါ့ဒါပေမဲ့နင်ကြိုက်တယ်ဆိုတဲ့ကြပြာကိုငါတွေ့ပြီနင်ယုံလားကဲဒါဆိုလဲပြန်စမ်းမအောင်နင့်ရဲ့ပါးနဲ့လင်မြန်မှုဉာဏ်ရည်ကိုစစ်ကြည့်ရအောင်စောစာမျက်နှာ64နဲ့65မှာကြပြာတပုတ်ကိုသူ့ရှေ့ဖြန့်ပြလိုက်သည်သူပြုံးမဲ့မဲ့ဖြင့်ငုံဖက်နေ၏နေရှိန်ဝင်းဝင်းနေကြည်လင်းမှုဖန်ဆင်းလိုက်သောနင်းစီတော်၌ မမောရိတ်သာမောင်းလာခြင်းလဲလာခတ်ခဲ၏လက်တွဲသိမ့်ပွေကျင်မွေခွန်ငင်မမောခင်မီမထင်ဝင်စာ စကားမသွက်ဖွင့်ဟခတ်ခဲမြည်အပ်ကြမှမျက်ပွင့်မြသာနှမတနေ့မေ့ရင်မီကျိုးမျက်နာကို စစ်စစ်ကြည့်ပြီး လူလဲကြီးအပြုံးမျိုးဖြင့်တင်းတင်းစော်ကပြုံးပြလိုက်သည်ကျိုးကရုတ်တရက်မျက်နာလွဲကဂီတာကိုကောက်ကန်၍ထိုင်ရာမှထ၏ နေအောင်လေးဖြူဒီကပြားနဲ့ပတ်သက်ပြီးနင်းနဲ့ငါဆွေးနွေးချင်သေးတယ်ငါလက်ဖက်ရည်ဆိုင်သွားမလို့မိစော သူဂီတာကိုနေသားတကျပြန်ထားသည်မသွားနဲ့အောင်ငါနင့်ကိုပြောစရာရှိသေးတယ်စောကမန်းကရန်ထိုင်ရမထ၍သူအင်ဂျီဆာကိုလှမ်းဆွဲတော့သူယုံထွက်သည်လွတ်စမ်းမမမြင်သွားရင်မကောင်းဘူးမြင်ပါစေပေါ့မြင်တော့ဘာဖြစ်မလဲနင်ကပြောမယ့်စကားကိုနားထောင်မလားမထောင်ဘူးလား ဇော်သူအင်ကြီးစကို မလွတ်တမ်းဆွဲဆုပ်ထားသည်ကို သူကလက်ဖြင့်ခတ်တာတာဖြေယူသည်ဒီမယ်မိဇော်လူတယောက်ဟာ ကိုယုံကြည်ရဘဝကိုကိုဘာသာရွေးချယ်ခဲ့လို့သူ့မှာဆင်းရဲဒုက္ခဆိုတာကြုံရရင်အဲ့ဒီဒုက္ခကိုသူကြည်ကြည်နက်နက်ခံလိုက်မယ်အဲ့ဒီအတွက်ဘေးလူကလိုက်ပြီးပူပန်ပေးเสียမလိုဘူးနားလေလားငါတင့်တော်တယ်ထင်လို့ရွေးမိတဲ့လမ်းကိုငါဘာသာငါရှောက်မယ်ဒီအတွက်နင်ပူစရာလည်းမလိုဘူး တနာစရာလည်းမလိုဘူးနှစ်သိမ့်စရာလည်းမလိုဘူးနင်နားလေတယ်မဟုတ်လားလွတ်တော့သူ့အင်ကြီးစကိုစုပ်ကင်ထားသောသူမလက်များအလိုအလျောက်ပြေလျော့သွားလေသည်ဂျမဖက်ပြတာကိုအစအဆုံးနားစင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အပိုင်း၁၁ကိုဒီမှာပဲရပ်နာပြရစီရှင်နောက်လာမယ်အပိုင်း၁၂ကိုလည်း ဆက်လက်စောင့်မျောနားဆင်ပေးကြပါဦးရှင်။နောက်ထပ်နောက်ထပ်တွင်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အစာပေတွေပညာပေသူတယတဆောင်းပါးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျောခန်းစားပေးကြပါဦးရှင်။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်။